အာကိုဘလာရောအခုမြန်မာပြည်အပြင်ဘက်ရောက်နေတာဘလောက်လောက်ကြာပြီလဲဘာတွေလုပ်နေလဲပြောပါဦးကျွန်တော်မိသားစုကကနေဒါနိုင်ငံကိုရောက်ပါတယ်ဟိုတိုရန်တိုမြို့မှာနေပါတယ်ကျွန်တော်တို့ရောက်တာအနည်း20မိသားရှိပါပြီညာဟုတ်ကဲ့ဘာတွေလုပ်နေလဲအဲ့တော့အာကျွန်တော်ကနေဒါဆရောက်ပြီးတော့ကျွန်တော်ကညာပိုင်းလုပ်လုပ်ပါတယ်ကျွန်တော်မျိုးသမီးတန်နာဦးကနေပိုင်းလုပ်လုပ်ပါတယ်ကျွန်တော်အဲ့လိုနေနဲ့ကျွန်တော် တမီတွေကျွန်တော်ရောက်ခါစားတမီတွေက၄နှစ်ခွဲဆိုဒီနေ့တမီလေးဒီနေ့ဒီချိန်မှာတမီလေးကကြောင်းပြီးပြီပေါ့ကြောင်းပြီးပြီအလုပ်လုပ်ငန်းဝင်ဝင်နေပါပြီတမီလေးအတွက်ပဲကျွန်တော်လာတာပါပဲကျွန်တော်တို့အဲအဲ့လိုကျွန်တော်ကညပဲလုပ်ကျွန်တော်မျိုးမီးကနေပဲလုပ်တော့တမီလေးရဲ့ life ကိုညင့်တင်နေနေတာပေါ့အဲ့တော့ဒီဂီတနဲ့ပတ်သက်တဲ့အလုပ်တွေရောဘာတွေများလုပ်ပြလဲ ဒီတန်းနဲ့ပတ်သက်ရင်တချင်းဆိုတဲ့အလုပ်ပေါ့လေကျွန်တော်ကဒီမှာပြီးတောက်လျှောက်ဟိုမှာနေခဲ့တဲ့စင်ကာလာအာစတေရှိုးလေးမင်္ဂလာဆောင်အိတ်ခံပွဲဟောတချင်းပွာသနာအရင်းခံလေးရှိတော့တချင်းပြီဆိုရင်အလုပ်နဲ့ပဲအတန်ဝန်ပြုပေးပါရစေအဲဒီရောက်တော့တိတ်မဆိုဖြစ်တော့ဘူးကျွန်တော်ကြိုကြာကြိုကြာနဲ့ဘန်ကူးကမှတချင်းကအာတချင်းသွားဆိုဖြစ်တယ် မေရိကဘက်တောင်ထွက်မဆိုဖြစ်ပါဘူးကျွန်တော်ဟိုတော်တိုမြို့မှာပဲအဲအီဗန်ပွဲလေးတွေရှိတဲ့အခါမှာကျွန်တော်လှုပ်အားခြင်းနဲ့တိုက်ဆိုင်တဲ့ပွဲမျိုးတွေမှာကျွန်တော်ကြိုကြာကြိုကြာပါဝင်ပြီးတော့ဆိုပြခဲ့တာတော့ရှိပါတယ်မြန်မာပြည်ရဲ့လက်ရှိအခြေအနေကိုပေါ့ကိုပြဘလို့မြင်လဲခင်ဗျာမြန်မာပြည်ရဲ့လက်ရှိအခြေအနေကတော့ကျွန်တော်တို့ပြင်ပရောက်နေတဲ့မြန်မာနိုင်ငံသားတယောက်အနေနဲ့ဘလို့မှစိတ်ချမ်းမြေ့စရာတကွက်မှမရှိပါဘူးနော် တော်တော်စိတ်ဆင်းရဲစရာပါပဲတက်ကိုဖက်နဲ့ထုတ်ထားတဲ့ကျွန်တော်တို့လူမျိုးတွေကြည့်ပြီးကျွန်တော်တော်တော်လေးဝမ်းနဲ့ကြေကွဲရပါတယ်အဲဒါကြောင့်လည်းကျွန်တော်တက်ဆန်းသွေးဘူးနောက်ပိုင်းအခုကနောက်ပိုင်းရမုံငွေချောက်ခွေးပွဲတွေလူမှုကူညီကယ်ဆယ်ရေး event တွေမှာကျွန်တော်တက်ဆန်းသွေးတက်ဆန်းသွေးတချင်းပြီးဆိုတတ်တဲ့ကျွန်တော်ရဲ့ပညာလေးနဲ့ပြီးဆိုခြင်းအပြင်ကျွန်တော်အထောက်ပံ့ပြုပါတယ် ကိုတင်းစားစိတ်အပြည့်နဲ့ပေါ့အခုကတော့ပို့ပြီးတော့ဒီဆိုဖြစ်ပါတယ်ကျွန်တော်တကယ်ချင်းတူတူဆိုတော့ကိုတူတူတို့လည်းဒီရောက်လာတယ်သူ့ပွဲလေးတွေကိုပို့ပြီးတော့ရမုံဝင်ရှာဖွေရင်းမှာထိရောက်စေခြင်းနဲ့သိစံနာနဲ့ကျွန်တော်အားဖြည့်ကူညီပြီးပါဝင်ဖြစ်ပါတယ်တချင်းပို့ပြီးတော့ဒီဆိုဖြစ်လာတယ်ပေါ့ကျွန်တော်ရဲ့မိသားစုရေကျွန်တော်ရဲ့သားသမီးသမီးလေးရလည်းလည်းလို့ရပြီ၊ဝဲရပြီ၊လုပ်ငန်းဝင်လည်းဝင်နေပြီဆိုတော့ဝန်လုံးဝန်ပိုးတစ်ခုညော့သွားတော့ ကျွန်တော်ဒီဆိုခြင်းမဲ့အချင်းဒီဆိုခြင်းမြို့ပညာပဲနည်းနည်းလေးအားပြန်စိုက်ဖြစ်ပါတယ်အဓိကတော့မြမပြည်အတွက်ထွက်တန်းကကုညီခြင်းနဲ့စိတ်ပါကိုဗလာရေမြမပြည်သူတွေကိုဘာများပြောခြင်းသေးလဲခင်ဗျာမြမပြည်သူတွေကိုစိတ်ဓာတ်မကြဖို့ပါပဲစိတ်ဓာတ်မကြကြပါနဲ့ခင်ဗျာဘယ်ဖြစ်ဘယ်ရောက်ရောက်ကျွန်တော်တို့ကစိုးတွေဘလောက်ပဲကြုံကြုံစိုးတွေကြောင့်မှကြံ့ကြံ့ခံပြီးတော့ကျွန်တော်တို့အကောင်းနေပေါ်ပေါက်လာမယ့်နေ့ရက်ကို ကောင်းတာတွေလုပ်ရင်းနဲ့ကျွန်တော်ရှေ့ဆက်ပြီးသွားကြရအောင်လို့ဒီကြားထဲမှာအဲ့လိုသွားတဲ့လမ်းဖြီးမှာလဲစိတ်ဓာတ်မတူတာတွေရွယ်ချက်မတူတာတွေမကောင်းတဲ့စိတ်ဓာတ်တွေရှိတဲ့လူတွေနဲ့တော့ကြုံမှာပဲခင်ဗျာအဲ့တော့ဘလို့ပဲကြုံကြုံဘာတွေပဲတွေ့တွေ့ကျွန်တော်တို့အားလုံးပြင်ပရောက်တဲ့မြန်မာပြည်သူပြည်သားတွေရောအထက်မှာရှိတဲ့မြန်မာပြည်သူပြည်သားတွေရောလက်တွဲပြီးတော့ခဏနေပြေဝစားနေ အကောင်းကြီးဖြစ်လာမယ့်နေ့ကိုဆက်လက်ကြည်တက်ကြပါစို့လို့ကျွန်တော်ပြောချင်ပါတယ်အဓိကတော့စိတ်ဓာတ်မကြောက်ဘူး